မင်္ဂလာပါရှင်။ပြည်ပွားရေးမဂ္ဂဇင်းမှာပါရှိတဲ့စာရေးဆရာမောင်တန်းမောင်ရေးသားထားတဲ့ပထမဆုရသောဝတ္ထုတို့ဆိုတဲ့ဝတ္ထုကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်။ပထမဆုရသောဝတ္ထုတို့အကျွံအဖွားကဖွားမည်။အမိကဒေါမြက်ဖြစ်၏။အကျွံအမိနှင့်တားချင်းညီအမကညာလာ၏။၎င်းတို့ကဒေါနှင်းစီဒေါစပင် တော်မြန်လေးစတိတို့ပင်သည်အကျွန်းတို့သားမိကဘဝစွတောင်းမပြေခဲ့၍မျက်နာသေးသိမ်းဂုံနှိမ်အောက်ချရသည့်အဖြစ်၌နေရ၏တွေ့ရင်တရင်တစုကပင် အကျွန်းတို့အားစိုးစင်းမြခယူမပြူအမှုမထားကြပင်သူတို့မှာကဝင်းနှစ်ချမ်းနှင့်ပြုစုယူရမဲ့သူနှင့်ဂုံသိမ်းမြမကတော်တော်များဖြစ်ကြ၍အကျွန်းတို့ကဲ့သို့ဂုံသိမ်းနှိမ့်ကြသူများကို တားချင်းတော်ဆက်သည်ဟု ပြောကြရမည်ကိုပင် ရှက်ပြီတကယ်သူဖြစ်ကြ၏အကျွန်းမိခင်ကမွေးတီကအကျွန်းတူရဲပင်သူကြောင့်တကောင်ကျွဲဟုခေါ်ဆိုကလည်းမှားတော်မည်မဟုတ် အကျွန်းညီအကိုတော်တစုမာကအပားအပွဲအလုံးနှင့်တယုံယုံပျော်နိုင်ပါနိုင်ကြပါပေသည်အကျွန်းမာကနတ်ကရာကြီးမော်ပြီတကယ်သူမျော်ကြည့်ငင်းမော်ကသာနေရတော်၏ တို့နေပင်တနေ့တွင်ဖို့သူတို့ဤပျော်ရွှင်နိုင်မှုတို့ကိုကြည်ရှုရင်လောကကြီးကအစင်မပြေလေစွာငါဘဝကသိုးပါပြီဤတကားဟု တွေးတောငိုတန်းနေမိသည်ကိုမိခင်ကြီးသိ၍လူကလေးမှပဲညည်ရီတို့တဆန်းဆန်းနဲ့ပေါ့မဲ့ငိုတန်းနေပြီတနည်းအမိအားသိပါစေနော်ဟု ချော့မော်မေးမြန်းသဖြင့်ပြုပါအောင်မိခင် အကျော်ဖြစ်အင်းဘဝကပြည့်ပြောစရာကင်းပြီ။မွေးတီကယနေ့တိုင်းရွရခင်မင်းတင်နာရောဝင်တန်ကိုမိခင်ထမ်းမှတပါမကြရပြီ။ဟိုသွေးသားတစုမှာကပျော်မှုရွှင်ရာညာလာစွာ၏။တကားဟု အကျော်ဘဝအဖြစ်ကို တွေးစဲဝမ်းနေကငိုမိပါ၏။ဤအတွက်ပေပင်လောတားချင်ဟုတ်ပါသည်။အကျော်သွေးရင်တားရင်တို့ကအထိုင်းအဆောက်ဖြင့်ဆောင်ကား ယူရကျင်နာအေးပြူခံရ၏သူတို့ကအကျုံကို မခင်မင်းဂုံအတွေ့မာနဝင်ကစိမ့်စိမ့်သွဲ့သွဲ့ပြူရကြသည်ကို အကျုံဖြည့်ဆွဲနိုင်အပ်တော်မူခြင်း။အိုမောင်ပဲစိတ်နှွဲ့အောင်မပြူပါနဲ့။တား၌ဖြည့်ဖြောရကမရှာပါ။ဥလေတီကတား၏အပား၌အမြင်ရှိ၏။ဥတိန်ဥနီဥလေတို့ကမျက်နာကြည့်ငယ်မရှိပါ။ ိုင်းဤပျော်ရွှင်မှုဖန်တီးပေးရန်အသင့်ရှိကြ၏ပြုပေအောင်လောလောကရဲ့အလုံးကရွှေပြုံးကြည်နင်းစပွဲရောင်စုံချက်ကတဘာဝအလျောက်ပန်းပြောက်ရိုက်ပေတကယ်တို့ရှိ၏မင်းဤသွေးသားတစုကဝါကျွားမှုနှင့်မာနလွှမ်းချော်မှုအတွေ့ယင်းညလောနတ်နယ်လောတောကဖြင့်ထောင်၍ပူသောမျက်ရည်တို့ဖြင့်ပြည့်ရှင်ဖျားဝေကမာနဤတံကို ခံကြရတော့မည်ဟုဆုံးမပြောပြ၏ကျွန်ုပ်၏မိခင်က အမျော်အမြင်ကြည်ပြီးစွာခါတိုင်းနေတိုင်းဥနေဥတိန်ဥလာတို့ကို အကျွန်ုပ်ဂယုမပြုမိပါယနေ့မှသာ ကြည့်ရှုစူးစိုက်မိ၏တဘာဝကစံပြီးစွာပြော့ပွဲချမ်းမြေပွဲရှိစွာဟုသိရပါတော့သည် ဥတိန်ကဥနေနှင့်ပေါင်းဖွဲ့ကမယန်းခွေရန်ပြမှောင်နေရဲ့ ရောင်စုံကျဲကအကျော်ဆွဲနှပျော်ရွှင်အောင်ဖြေဖြော်ကြ၏ဥလာကတီအေးပြောင်းရွှင်သောမျက်နှာဖြင့်အကျော်အားနှစ်သိမ့်ဖြေဖြော်ရှာ၏တနေ့ညနေပိုင်းတွင်ဥတိန်တို့၏လှပစမ်းကြယ်မှုတို့ကိုအကျော်ကြည့်ရှုနေစဉ်ဒေါ်နှင်းစီဒေါ်စပယ်တို့အိမ်မှအော်ဟိငိုကြွေးတန်ကိုကြား၍ကြည်လိုက်ရာတားချင်းတစုကို၎င်းတို့အားအုတ်ထင်းဆောက်ရှောက်သူများကအမိများထမ်းမှ ွဲခွာစုခုခေါ်ဆောင်သွားသဖြင့်အော်ဂါဟိကာနှင့်လိုက်ပါသွားကြရှာ၏အကျွမ်းမှာ၎င်းတို့၏မာနာတရားဝါကျွားစိတ်များကိုတွေးမိတော်လဲသွေးသားဖြစ်၍ဝမ်းနည်းမိပါ၏ခေါ်ဆောင်သွားသူသည်အကျော်အနာကဖြတ်တန်းသွားတော်လဲအကျွန့်ကိုအားဂယုမထမျက်စောင်းမထိုးပဲကြော်လော်သွား၏ထို့စဉ်တွင်မိခင်ကြီးကမောင်ပန်းချုပ်စန်းတော့ ခုံတိန်တနပြေဝကမာနပွားသူများက၎င်းတို့ကိုကျင့်တရားဖြင့်ဒုက္ခများကြရရှာပြီးဟုစုံမ၏ခုနှစ်မှစ၍အကျွန်ဘဝကကောင်းကောင်းပင်ရန်သူကင်းမဲ့စွာမိခင်ကြီးနှင့် ချမ်းသာစွာ နေရပြီဟုသိရမှုကိုပင်ကျေးဇူးတင်မိတော်၏ခုနှစ်မှစ၍အကျွန်စိတ်ပျော်လာတော်သည် တသက်တခါစံစားတာလူမထစမြင်ဆိုသည် ။စကားအတိုင်းနောက်တနေ့နန်းနဲ့အကျွန်ဘောဝတွင် မတွေ့မကြုံဘူးသည့်အထူးအဖြစ်အပျက်တစ်ခုကို တွေ့ရ၏။ထို့အရာကအင်းချီစင်းကိုတည့်ရက်စွာဝတ်ဆင်က ကြည်လင်အေးမြသည့်တချင်းစုကိုတည်ဆိုလျက်လာရောက်လက်ပတ်သောဧည့်သည်ထူကိုငှက်ကြပင်ဖြစ်၏။အကျွန်ကအဲဝမကြည်မီစိုးလာ၏။တခါမြဧည့်သည်မတွေ့ဘူးမမြင်ဘူး၍ ဘယ်သို့အဲ့ဝဲပြုရမည်ကိုလည်းမသိဝမ်းသာပြီးသည်ကလည်းမဆုံး၍ခက်ပြုံပြုံကလေးနှင့်ပင်ကြည်နေမိ၏ကိုငှက်ကြားကစား၍အကျွန်းအားနန်းရှုံ၏အကျွန်းအားဤမြကောင်းအင်ပြေဝသူကနန်းရှုံနှုတ်ဆက်ပေးခြင်းကြောင့်ဝမ်းမြောက်ကြီးကြီးစွာဖြင့်မိမတော်ရန်ကိုပင် အနိုင်နိုင်သတိပြုမိ၏နောက်မှအကျွန်းတွင်ရှိသောဝေရည်ဖြင့်ဧကံကျွေးမွေးရာ များစွာနှစ်ချိုင်တောက်တုံးရှာ၏အကျော်စိမ်မာကစေတနာနှင့်ပီတိလျံလျံပြေကားနေတော့၏ချိုလိုက်တာမောက်ပန်းရင်မင်းဝွေရီတောက်ပြီးချီကားထဲအတန်ကောင်းတော့မှာပဲဒါဖြင့်တချင်းတပုံးလောက်တီစမ်းမာလာကိုငှက်ကဲဟု အကျုံကဆိုသည်တွင်စေတနာဟုသောတချင်းကိုတီ၏အတန်ကချီကားထက်ပင်ချိုအေးကနာတီကအမှန်ပင်ဖြစ်၏ထိုနောက်မှအဆွေစင်း ဟိုင်းသက်စာတက်ထဲဆောင်စတော်တခြင်းတို့ကိုချင်းချေမွန်အောင်တည်ဆိုပြီးမှနေဆောင်လေတော့ကဲမောင်ပန်းအကျွန်ပြောင်းမယ်ကွယ်နောက်နေမှလာခဲ့တော့မယ်ဟုပြောဆိုပြီးနောက်မခွဲချင်ရှာပြီးတကယ်တော့ညနာကလေးဖြင့်နှုတ်ခွန်းဆက်ပြီးနောက်ကျူတော်မူဟူသောတခြင်းကိုညင်းညင်းတွတ်တွတ်တန်ဆောင်လှက်ကဖွဲ့ဆိုတီကောင်းပြီးမှပြန်လေတော့တည်းအကျွန်ကား တိုးတက်ပွင့်လန်းလာသည့်ဇာရာဆန်းလက်တို့ကိုတသက်သက်တွေးကာပြောမဆုံးတော့ပေ။ပုန်နေညဥတိန်ဥနေတို့၏ပြေပြောမှုကိုလည်းခယူမထား။ညစ်တွင်လည်းခါတိုင်းစင်ကဲ့သို့အယူမပြောပြောပါတော့လင်းကိုငှဲ့တီဆိုခဲ့သောတချင်းတန်တို့ကိုအိမ်မက်တွင်ကြားကပျော်ရွှင်နေမိတော်၏ညကမအိပ်နိုင်တော်လင်းနောက်တနေ့တွင်စောစီးစွာနိုးနေ၏ကိုငှဲ့အတွင် ဝှရေချိုးကလေးများကိုဂျမန်နီကထဲပိုမိုစုဆောင်ကလာမဲ့လန်းကိုသာစွဲလန်းမြုံမဲနေမိ၏နေမြင့်လေတော်လဲကိုငှက်ကမလာသေးချီအကျုံဤမျောလင်းမှုသည် တွင်းပြောင်၍ပျော်ရွှင်မှုသည်ခန့်ချောက်စာပြုလေ၏ငါကိုငှက်အားမကြည်ချမ်းအားအဘဲကိုပြုမိပေသည်နီငါဤစင်ရင်နှုံနဲ့ဂုံမဲမှုတို့ကိုတိ၍ပင်တော့ ။အိုးကိုမြင့်အကြွန်ကားအစင်းကောင်ကြီးသူတကားထက်ပါတော်လေစေတနာမေတ္တာတရားမှာကသူတကားထက်များပါသည်။အိုးတို့လဲဟုတ်မယ်မထင်။ကိုမြက်ကကျိုးသားကျင်နာသောမျက်နှာရှိ၏။တည်ကြည်ချိုးမြသောအတန်လည်းရှိ၏။ဤတို့သောသူမျိုးကမူသားသုံးပေမည်မဟုတ်ဟုစဉ်းစားရင်တန်ရုံးစင်မိသည် အကျွန့်အသည်ကိုလောင်းမြိုက်စာပြုလေ၏။ ဤသို့တွေ့တော်ပူပန်နေစဉ်အဆွေမောင်ပန်းတင့်ထန်အကျွန်ကလာချင်းငါမတက်နိုင်တော့ပေအကျွန်ဘဝကိုသာကြည်ပါတော့ဟု တုံလှုပ်လှိုင်နေသည်ကိုမျက်ဤအတန်ကိုကြား၍အတန်လာရဘက်သို့ကြည်လိုက်ရာအကျွန်တကူလောင်းရိုင်းရိုင်းတုံလှုပ်ခါအသည်နှလုံးပြုတ်တော့အန်တကဲ့သို့လှုပ်ရှားလှိုင်နေမိတော့၏အကျောင်းကကိုမျက်အားတန်တန်တို့ဖြင့်ရစ်ပတ်ဝိုင်းရံထားသည် ကျင်းထံဂျိုက်တွင်ချထားသည်ကိုတွေ့ရခြင်းကြောင့်ပဲဒီကိုမျက်ကတော်ဖြောင်ရိုးသားစိတ်နှလုံးထားနုညံ့သူဖြစ်လျက်ဘဲအတွေ့ဤသို့အပြစ်ပေးခံရသည်ဟုလမ်း၍မေးမြန်းရာ အပြစ်ကင်းပါသည်အစွေညင်ကလူငယ်နှစ်ဦးလာရောက်ဖမ်းဆီးကဤနောက်အိမ်၌တွတ်သွင်းထားပါသည်ဟုဝန်းနေစွာပြောရှာ၏မကြမီလူငယ်နှစ်ဦး အကျွန်းအနီသို့ရောက်လာပြီးနောက်တူကအကျွန်းအားလက်ညှိုကဒီမဟိမြက်ပန်းကလေးတစ်ပွင့်အမြက်ကပါနှုတ်ကွာညာဖမ်းလာတဲ့ငှက်ကလေးလှောင်းအိမ်ထဲမှာထည့်ရအောင်ဟုပြော၍တယောက်ကလေးဖင်ခြင်းမရှိပဲအကျွန်းတို့တအိမ်တုံးကိုတိုင်ကြုံဆွဲယူသွားပြီးနောက်ကိုငှက်အားချုပ်နှောင်ပြီးအချင်းချိုက်မှာပင်ထည့်ထား၏အကျွန်းကကြောက်လန့်ခြင်းတော်လှောက်ခြင်းတို့ဖြင့်ပြောထောင်က မြည်တီကိုမျှသတိမရတော့ပေကျွန်တို့တို့တွေအပြည့်ကင်းမဲ့စွာဖြင့်ချုံနောက်ချင်းခံရတဲ့ကိုငှဲ့ရဲ့ဟု အကျွန်ကပြောတော့အကျွန်ကရင်းငက်လှပြီးမောင်းပန်းရင်အကျွန်ရင်တွင်းဝင်မိတနင်းကဲ့သို့ပူပြင်းလှပြီးဟု ပြောဆိုရင်ရင်းရင်လဲသွားပြီးမှအာထုကထလာ၏ရင်းငက်ရင် အကျွန်မှပါလာတဲ့ဝိရေကလေးတောက်ပါလားဟုဆိုလျင်မတောက်ရက်ပါဦးမောင်းပန်းရင် မင်းနဲ့နှွမ်းရည်ညှို့ပွေနေကြောင်းအကျွန်သိပါတယ်ဟုပြော၏တင်မတုံးရတော့လဲအကျွန်ဘဝကဆောင်းရတော်မီအကျွန်ဘဝဆောင်းကာနီမှာအဆွေကောင်းစွာပိသစွာပြုစုရကအကျွန်ပျော့ပျော့ကြီးဘဝကိုလာတော်မီတောက်တုံးမှာကိုငဲဟုအထက်ထက်တိုက်တော်မှာငမောတိဝေဒနာကိုမခံရနိုင်ရှာလုံး၍ဝိရေအတန်ငယ်ကိုစုပ်ယူ၏စုပ်ပါကိုငဲ့ အားလုံးစုပ်ပါပြောတော်လင်းညင်စံကတော်ပြီမောင်ပန်းရင်တင့်စေတနာကပြင်းထန်လှပါပြီအကြုံဘဝမှာဤတစ်ခါလောက်ချိုမြင့်တဲ့ဝိရေကို မတွေ့ဘူးပါဘူးကဲတင့်ဝိရေအစားတင့်စိတ်အားအကြုံဖြေပြော်တော်မီအကြုံနှစ်ဖော်ပြပြောကြီးဘဝကိုကြဆိုဟုပြောဆိုကချေးကျမဟူသောတခြင်းကိုတီဆိုရာအကြုံမှာခန်းစားရသည့် ဝေဒနာအလုံးကိုမေ့ပြောက်ကတဖြည်းဖြည်းမိမ့်မော့ကသွားလေ၏ကိုငယ်၏အတန်ကလေးမှလည်းလေးကွေးလာပြီးရေတစက်မှရေတန့်ပြီးတကယ်သူပြက်ခါပြက်ခါနှင့်ပျောက်သွားလေ၏အကျုံပြန်တဲ့တတိယလာတော့အခါအကျုံမိခင်ကြီးသည်စိုးရင်ကြီးစွာနှင့် အကျုံအားဆောက်ရှောင်နေသည်ကို တွေ့ရ၏သူကလေးမောင်ပဲကောင်းစွာရှင်လန်းပြီလို့ဟုမိယာလမ်းပါပြီးမိခင်ဟုဖြစ်ပြီးနောက် အကျုံတို့ဘဲနီးနဲ့နှောင်ကြိုက်မှလွမြောက်ရပေါ်များကိုမေးရဥမိုးနဲ့ဥလေတို့ကလွင့်စဉ်လွမြောက်အောင်တဲဆောင်ကဣနီယာတို့ရောက်ခါခွားမြေဤအပြုစုကောင်း၍ပြန်လည်အသက်ရှင်ကြကြောင်းကိုမိခင်ကြီးကပြောပြ၏ကိုမျက်ကောဟုမိခင်အားမေးရမသိပါဟုမိခင်ကဖြစ်၏ဤသို့ဖြစ်ပြီမူကိုမျက်သည်အသက်နှစ်ကို မြင်းစွာမှရှိပါအောင်မီလောဤလောကဝင်အကျွတ်အားနှစ်သိမ့်ဖြစ်ပြမဲ့သူမရှိမူအကျွတ်ဘဝသည် နေ၍ကောင်းလီအောင်မီလောကိုငှက်ကားဘဝကူတော့မဲ့မူးမူးမှပင် အကျွတ်အားဖြစ်ပြနှစ်သိမ့်ပေးသည်ဤဟု တွေ့တိုင်းတွေ့တိုင်းရင်းတွင်လှိုင်းထကဝန်းနေလှိုင်းနေငိုကြွေးကသာနေမိတော်သည်စိတ်ကိုဖြစ်ပြတော်လဲမပြေနားဝင်ကိုငှက်ရင့်ကျူသည် တေးတံကလေးသည်ယခုပင်တည်နေပြီတကယ်သို့အဖန်ဖန်ကြားမိနေစဉ်အိုးမောင်ပန်းချမ်းသာပေစွာ ချမ်းသာပေစွာဟုလှောက်ရှားသောကိုငှက်အတန်ကိုကြားပြီးနောက်အကျော့မျက်မှောက်ဝင် ကိုငှက်ရောက်နေပြီသည်ကိုတွေ့ရ၏အကျော့ကအကျော့မျက်စိဤအစောဖြတ်ကိုပင်မယုံတော့ပင်ကိုငှက်ဘဝတစ်ပါးကလှဲ့လာရောက်သည်ဟုထင်မိ၏သို့တော်လည်းမဟုတ်ပေ ကိုငှက်အစ်စ်ပင် အကျွတ်အားပွေ့ဖဲ့နှမ်းရှုံနေသည်ကို တွေ့ရ၏တိလိုမီးလိုသောစကားအစားမျက်ရည်တို့သာစီးထွက်နေမိတော့၏အကျွတ်ဝမ်းသာပုံကမပြောပြနိုင်မျက်ရည်အပြိုင်ပြိုင်နေကိုငှက်ပြုသမျှသာခံနေပြီးမှကဲကိုငှက်လွတ်လာပုံကလေးပြောပြစမ်းမအောင်လို့မေးရမစမ်းပါဘူးကွယ်အကျဉ်းနာတရားနဲ့ပြည့်စုံသော လူတစ်ယောက်က လာလှုပ်လိုက်တာပါပဲဟု ဖြေရှား၏။ကဲကိုငယ်လှုပ်လက်တဲ့အထိမ်းမန်းနဲ့ဝွေရချိုချိုလေးတောက်လိုက်ပါအောင်ဟု အကျုံကပြောရာကိုငှက်သည်ငင်းဆန်ခြင်းမပြုဘဲရင်မူးလာသည့်တိုင်တောက်တုံးပြီးနောက်လှုပ်လက်ခြင်းဟုသောတခြင်းလေးကိုရောက်ချင်းတီဆိုသည့်တွင် အကျုံသားလျင်မကလောကကြီးအလုံးသည်ကိုငှက်ဤတခြင်းတန်ကိုအာယုံခံနေပြီသည့်အလား ငိမ့်တဲ့တိတ်ဆိတ်ခါနေပြရမှာဥလေသည်အကျွန်တို့အနီရှိပင်ညောင်ပြူမှညရွက်မြောက်ခတ်တို့ကိုငိမ့်ညောင်းရိုက်ခန့်စင်းလျက်နတ်ဆောင်တန်တူချင်းချင်းမှွမ်းအောင်တိခတ်တော်မူလေသည်မောင်တန်းမှာအမြင့်တန်းဆရာဖြစ်တယ်အစိုးရနော်ဒန်ကျောင်းမန္တလေးကြည်ပွားရေးမဂ္ဂဇင်းမှာပါရှိတယ်မောင်တန်းမောင်ရေးသားထားတယ် မောင်ပန်းဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်။